္ဂလာပါရှင်စက်တင်ဘာလ29ရက်တနင်္လာနေ့ရက်ဒီလိုကြကြပြည်တွင်သတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဥစားတင်ဆက်ပေးမှာကတော့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်19ခု MIC ခွင့်ပြုတဲ့သတင်း ပြည်ရင်းမှာလက်ဆင့်မတော်ရင်ထုတ်လုပ်တဲ့လုပ်ငန်းအပါအဝင်ပြည်ရင်းပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်၁၉ခုကိုမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကခွင့်ပြုပေးကြောင်းသိရှိရပါဗျ။အဲ့ဒီရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်တွေကိုစက်တင်ဘာ၂၆ရက်ကပြုလုပ်တဲ့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးမှာခွင့်ပြုပေးလိုက်တာပါ။အစည်းအဝေးမှာစက်မှုကဏ္ဍနဲ့ပို့ဆောင်ရေးနှင့်စက်သွယ်ရေးကဏ္ဍတွေမှာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်၄ခုစက်မှုကဏ္ဍဝန်ဆောင်မှုလျှက်စင်ပို့ဆောင်ရေးနှင့်စက်သွယ်ရေးကဏ္ဍဝင်းမြူရေးနှင့်ရေလုံငန်းကဏ္ဍတွေမှာတော့မြန်မာနိုင်ငံ င်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း15ခုကိုခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကခွင့်ပြုပေးခဲ့တဲ့လုပ်ငန်းတွေထဲမှာတည်ဆစ်မော်တော်ယာဉ်ထုတ်လုပ်တဲ့လုပ်ငန်း၊ဝင်းပြည်လုပ်ငန်း၊ပူစာရီနဲ့ဆက်သွယ်ရေးလုပ်ငန်း၊ဝန်ဆောင်မှုလုပ်ငန်း၊စားသောက်ကုန်ထုတ်လုပ်တဲ့လုပ်ငန်းနဲ့အထည်ကျုပ်လုပ်ငန်းတွေပါဝင်ပါတယ်။အဲ့ဒီရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေရဲ့ရင်းနှီးမြှုပ်နှံမှုပမာဏကအမေရိကန်ဒေါ်လာ100ကိုတသမ6.6သန်းနဲ့ ငွေကျပ်419ဘီလီယံကျော်ဖြစ်ပြီးပြည်တွင်းမှာလှုပ်သား4400ကျော်ကိုအလုတ်ကန်ခွင်လန်းနေဖန်တီးပေးနိုင်မှာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့မန္တလေးငလင်ကြီးတွင်ရှာဖွေကယ်ဆေးလှုပ်ဆောင်ပေးခဲ့တဲ့မိသက်တပ်ဖွဲ့ဝင်များအားဂုဏ်ပြုတဲ့တဲ့တင်။ပြီးခဲ့တဲ့မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့မန္တလေးငလင်ကြီးမှာရှာဖွေကယ်ဆေးလုပ်ငန်းတွေလှုပ်ဆောင်ပေးခဲ့တဲ့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ဝင်တွေကိုဂုဏ်ပြုဝယ်အခမ်းအနားအားနေပြည်တော်ရှိဟိုတယ်အေးချမ်းသာမှာစက်တင်ဘာ28ရက်မနေ့ပိုင်းကပြုလုပ်ကြောင်းသိရပါဗျာ။ မန္တလေးငလင်ကြီးလှုပ်ခတ်မှုဖြစ်စဉ်ကြောင့်နေပြည်တော်ပါဝင်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်အစရှိသည့်တို့မှာထိခိုက်ဆုံးရှုံးမှုတွေဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံမိသက်ဦးစီးဌာနအနေနဲ့မတ်လ28ရက်နေ့မတ်လ29ရက်နေ့တွေမှာ36နိုင်အတွင်းလူပေါင်း604ဦးကိုအသက်ရှင်လျက်ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီးတော့ပြည်စင်တစ်ခုလုံးမှာအသက်ရှင်သူ653အားကယ်ဆယ်ပေးနိုင်ခဲ့တယ်လို့ဆိုပါရယ်အခမ်းအနားကိုမြန်မာနိုင်ငံမိသက်ဦးစီးဌာနမှညွှန်ကြားမှုချုပ်ဦးမြတ်သူနဲ့တာဝန်ရှိသူတွေရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟိုတယ်မှတာဝန်ရှိသူတွေနဲ့ ေးချမ်းသာဟိုတယ်မှာအသက်ရှင်နေရကယ်ဆယ်နိုင်ခဲ့သူနှစ်ဦးနဲ့ဖိတ်ကြားထားသူတွေတယောက်ကြတယ်လို့သိရပါပါရှင်။ထပ်မံတင်ဆက်ပေးမှာကတော့အာဆီယံဆယ်နိုင်ငံလုံး visa free ဖြစ်ကြောင်းသိရှိရတဲ့တဲ့င်။မြန်မာ passport ရှိုံနဲ့အခုဆိုရင်အာဆီယံ၉နိုင်ငံကိုဝင်လို့ရပြီဖြစ်တယ်လို့သိရပါပါတယ်။ဗီဇာမလိုပဲဝင်လို့ရတဲ့နိုင်ငံတွေဆိုပေမဲ့ပေးဝင်နေရဲ့အကန့်အသတ်တော့မတူညီကြကြောင်းဗီဇာ free ပေးတဲ့အတွက်6လအထက်သက်တမ်းရှိ passport သာရှိုံနဲ့ဝင်လို့ရကြောင်းခရီးသွားတယောက်တခြားနိုင်ငံကိုလဲတဲ့အခါ ပါကိုပါရမယ့်အသွားပြန်လေးရင်ပုတ်ကင်ဟိုတယ်ရဲ့ပြည်ခရီးသုံးစိမ့်နဲ့ခရီးသွားအစီအစဉ်ကတော့ဘယ်နိုင်ငံသွားသွားယူဆောင်သွားရမှာပဲဖြစ်ပါတယ်။ visa free ဆိုတာဟာနိုင်ငံတစ်နိုင်ငံကိုလေဖို့ခဏတာပြေးဝင်တာဖြစ်ပြီးအခြားသောအလုပ်၊ကျောင်းနဲ့ကိုယ်ပိုင်စီးပွားရေးဆိုင်ရာများလုပ်ခွင့်မရှိကြောင်းလည်းသိရှိရပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့မူထုံမျိုးအနီးအပြည့်ပြည့်ဆိုင်ရာကာယရန်စိတ်ကန်းတဲ့တိဆောင်မဲဆိုတဲ့တဲ့ရင် မွန်ပြည်နယ်မုဒုံမြို့နယ်ဘလောက်ညာဝိုင်းကျေးရွာနယ်ဝဲကလေးကျေးရွာကြားမှာအပြည်ပြည်ဆိုင်ရာကံရုံးတန်းသွားစေကန်းတစ်ခုတိဆောက်သွားမှာဖြစ်တယ်လို့သိရပါတယ်။အဲဒီလိုတိဆောက်နိုင်မှုအတွက်မော်လမြိုင်စေကန်းတစ်မုဒုံကြီးချောင်းလန်းနေကန္နာနယ်တွင်ပူပေါင်းတိုင်းတားရေးအဖွဲ့ကိုဖွဲ့စည်းကစက်တင်ဘာ26ရက်ကမွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှတိဆောက်ရေးလုပ်ငန်းဆောင်ရွက်မယ့်အစီအစဉ်နဲ့ပတ်သက်ပြီးတွင်ဆောင်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲမှာတော့မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းကအခုလိုမှုတော်မျိုးဤမှာအပြည့်ပြည့်ဆိုင်ရာကာယဝန်သွားစေကံတိစောက်ခြင်းဖြင့်ပြည်နယ်အတွက်နိုင်ငံအတွက်ပုံမှုကျိုးရှိတဲ့စီမံကိန်းတစ်ခုဖြစ်လာမှာဖြစ်ပြီးစေကံရည်လမ်းကြောင်းနဲ့ကိုင်းနားနယ်နိမိတ်တိုင်းတိုင်းလုပ်ငန်းတွေမြန်ဆန်စွာဆောင်ရွက်နိုင်ရည်တက်ဆိုင်ရာဌာနတွေနဲ့တာဝန်ရှိသူတွေပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးကြဖို့ကိုမှတ်ကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။ထပ်မံပြီးတင်ဆက်ပေးမှာကတော့တထုံမြို့နယ် တိန်စိတ်နဲ့ဒုံဝန်းဘူတာကြားယထာလမ်းမိုက်တွင်ယထာတန်လမ်းမိုက်ထောင်ပေါက်ခွဲခံရတဲ့တဲ့င်မွန်ပြည်နယ်တထုံမြို့နယ်တိန်စိတ်နဲ့ဒုံဝန်းဘူတာကြားယထာလမ်းမိုက်တွင်ယထာတန်လမ်းမိုက်ထောင်ပေါက်ခွဲခံရခြင်းကြောင့်ယထာခီးစဉ်အကျုပ်စံကြမှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်စက်တင်ဘာ26ရက်ည7:00နာရီခွဲချိန်ခန့်တွင်မွန်ပြည်နယ်တထုံမြို့နယ်တိန်စိတ်ဘူတာနယ်ဒုံဝင်းဘူတာကြားပဲခူးမော်လီမြိုင်ရထားလမ်းပိုင်းတွင်မိုင်းနိုင်အမှတ်121မြင်းဆောင် 2021ကြာရှိယထာတန်လန်းအားတောင်ကျန်းသူဖွဲကမိုင်းဖြင့်ဖောက်ခွဲဖျက်ဆီးတဲ့အတွက်ယထာလန်းထိခိုက်ပျက်စီးခဲ့ပြီးတိမ်ဆိတ်နဲ့ဒုံဝန်ကြားယထာလန်းမိုင်းအားစက်တင်ဘာ29ရက်နေ့နဲ့ပိုင်းတွင်ရှာရီပိတ်ထားရကြောင်းသိရပါဗျာ။ မြမမီရထားဝန်ထမ်းများအနေဖြင့်လမ်းမိုင်းအားအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်၏အတွက်ပြတ်တောက်သွားသောတန်လန်းအားဖြတ်တောက်လဲလဲ၍အစားထိုးတက်ဆင်ခြင်းလမ်းပြပြင်ခြင်းများကိုနနက်10နာရီ10မိနစ်ချိန်စတင်ဆောင်ရွက်ကြရာနနက်17နာရီ15မိနစ်ချိန်တွင်ပြုပြင်ပြီးစီးပြီးဖြစ်တာကြောင့်တင်စိတ်တုံဝန်ရထားလမ်းမိုင်းအားပြန်လည်ဖွင့်လှစ်ရထားများပုံမှန်တိုင်းပြည့်စွဲပြီးလျက်ရှိကြောင်းသိရှိရပါသည်ရှင်။ ပရိသတ်များရှင်ကျမတို့ရှန်ကုန်မီဒီယာကနေပြည်တွင်းမှာဖြစ်ပွားနေတဲ့သတင်းဖြစ်စင်များပါဝင်နိုင်ငံတော်ရှိထူးခြားဖြစ်စင်များကိုအချိန်နဲ့တပြေးညီသရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များကိုကျေးဇူးတင်ရှိပါတယ်ရှင်။